အားလုံးမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါ Chelsea အသင်းကတော့အခုတပတ်တယောက်တပတ်တယောက်နှုံးနေအခုသူတို့လည်း10ယောက်11ယောက်10ယောက်11ယောက်နဲ့ကန်ရင်းနေအခုဆိုရင်ဒါသူတို့အခုနောက်ဆုံးဒါ Brentford ကနေစပြီးတော့စတိုက်ပဲအမှတ်တွေရောတာ Brentford ကိုအမှတ်ရောတယ်နောက် Bayern Munich ကိုရှုံးတယ် Manchester United ကိုထပ်ရှုံးတယ်အခုထပ်ပြီးရှုံးတယ်နောက်ဆုံးလေးဘောမှာ Chelsea တိတမတ်ပဲရပြီးတော့ ဒါသုံးပွဲစတိုက် back to back သုံးပွဲစတိုက်ရှုံးနေပရီးမီးယားလိမှာဆိုရင်သုံးပွဲစတိုက်စပြီးတော့ရှုံးနေထုံးစံတိုင်းချက်စီကလူတွေမစုံရတဲ့ကြားထဲမှာ Trevor Chalupa ထပ်ပြီးဒဏ်ရာရဒီဘယ်လိုပြောမလဲအနီကန်နဲ့ထုတ်ခံရတယ်ဆိုတော့ဟိုတနေ့တုန်းကဒါ Robert Sanchez ထုတ်ခံရတယ် United နဲ့ပွဲမှာအခုဒီနေ့ Trevor Chalupa ဒုတိယပိုင်းမှာတိုက်ရိုက်အနီပြခံရတာကချက်စီတို့တော်တော်လေးကန်ဆိုးသွားတာအခုကမန်ချက်ဒီလီဗာပူးနဲ့ကံမဲ့ပွဲဆိုချက်စီမှာလူတော်မရှိတော့ဘူးအခုလောလောဆယ်အနီထားရ ်ချက်စီကဒီနေ့ဒါ strong star ပုံစံနဲ့စတယ်ပွဲအစတွေကလည်းတော်တော်လေးသူတို့ brighton ကို pressure ပေးတယ်ဆောပိုင်း minute ကလေးကသူတို့ဥဆောင်ကိုရတယ်ဒီနေ့ santos နဲ့ moises caicedo ကိုတွဲပြီးတော့မှ anzo fernandez က10ရိုးမှထားတယ်ပြီးတော့မှ estevez ရဲ့ patronato ရဲ့ joao patro ရဲ့ထားပြီးတော့ခံစစ်ကတော့ james ကို cucurella တို့အပြောင်းလဲမရှိဘူးကစားတယ်ဒါဟိုဘက်က brighton က ဒါဂျော်ဂျီညိုရူတာကိုအထောင်ထားပြီးတော့မှမီထိုမာရဲ့ဒီယူဂိုဂိုမက်စ်ကနောက်တစ်ဖက်ကမင်တက်စ်ကထားတယ်ဘရိုက်တန်မင်တက်စ်ကတော်တော်ကောင်းလာပြန်ဒီချက်တိလေးကဘေးညာညာဘေးညာဘေးညာဘရိုက်တန်ကအဓိကကဘာလဲဆိုတော့ဂိမ်းကသူတို့ကစားဖို့အမြဲကောင်းတယ်သူတို့အဲ့ final တက်ရောက်လို့ရှိရင်တလွဲထထလုပစ်တာတကယ်ပေးတဲ့အခါမှာမပေးဘဲနဲ့ cross ထောင်လိုက်တာအတွင်းနဲ့ဝင်လိုက်တာအဲ့လိုမျိုးတွေခဏခဏဖြစ်ပြီးတော့ brighter အမြဲတမ်း struggle ဖြစ်တယ်ဒါပေမဲ့ ဘယ်လိုပြောမလဲဆိုတော့ Brighton ဟာပထမအစောပိုင်းတည်းကအန်ဇိုဖနန်ဒက်စ်ကိုပေးရတဲ့ဂိုးနဲ့ဥဆောင်ခဲ့ရပြီးတော့ game က Chelsea game ဖြစ်နေတယ်ဒါပေမဲ့လည်းဒါမထင်မှတ်ပဲနဲ့53မှာ Trevor Chalobah ရဲ့ VR ပြန်ကြည့်တဲ့ Dai ရဲ့ Inicat ကဒီပွဲ game ရဲ့အဓိကအပြောင်းလဲပဲအဲ့ပြောင်းလဲကလုံးဝကိုပြန်လာစရာအကြောင်းမရှိတော့ဟိုပြန်တော့မလာဘူးလေအဲ့အချိန်မှာ Brighton ကလည်းအစောပိုင်းတော့သူတို့မှ striker မထည့်ထားဘူး striker မထည့်ပဲနဲ့နောက်ကြမှာနီးပြားက okay တော့တိုက်စစ်မှုကတော့လိုလာပြီဆိုပြီးတော့နီးပြားကအဲလူထုတ်ခံရပြီးတဲ့အချိန်ကျမှပဲသူတို့ဘက်ကဘာလို့လဲဆိုတော့မိနစ်60ကျော်ချက်စီလူထုတ်ခံရပြီးတော့သူတို့15မိနစ်လောက်သူကစားသေးတယ်အဲ့ချင်းဒီတိတ်မထူးကြတဲ့ခါကျတော့အဲ့မှာစပြီးတော့ဒန်နီဝေါ်ဘက်ကမီထိုမာနေရာမှာဝင်နေဒါဂရူလာကဒါဘောဟာဂရူလာကဒါဘာလီပါနေရာမှာဝင်ပြီးတော့အဲ့ဆပ်လီဂျူရှင်ကိုကျွန်တော်ဒီကောင်ဘာလုပ်တာလဲပေါ့အခုထုတ်လိုက်တဲ့နှကောင် ကောင်းပါတယ်ပေါ့ဒါပေမဲ့ နောက်လူမျိုးကပို့ပြီးအလုပ်ဖြစ်ခဲ့တဲ့အထူးသဖြင့် center forward ဆစ်ဆစ်ဖြစ်သွားတဲ့အခါမှာအေရီယာတွေကိုသူတို့စပြီး cross ထောင်းတာအဲ့ဒါတော့မှတော့ Brighton Ebay Ebay နဲ့ Chelsea ကတောင်းလျှောက်တင်းခံပြီးတော့မှ89မှာဒါ Mintes gate cross ကိုဒါဒီ Brighton ရဲ့တိုက်စစ်မှုဒီ Danny Webber ခေါင်းတိုက်သွင်းနေသူ goal မသွင်းတာကြားလာပြီအဲ့ကနေမှဒီ goal သွင်းပြီးတော့1-1ဖြစ်သွားတယ်အဲ့မှာတယောက်ရော့တဲ့အတွက်ကြောင့် Brighton ကို Chelsea ကတောင်းလျှောက်ဖိ Brighton ရဲ့ Chelsea ကိုတောင်းလျှောက်ဖိနေတယ်ဖိနေနေ injury time ရောက်တော့မှသူတို့ injury time 17မိနစ်လာပြီးပေးတာ ိုက် injury တိုင်းရောက်တဲ့ချိန်မှာနောက်ဆုံး cross ထောင်လိုက်တာထောင်လိုက်တဲ့အလုံးကိုဟိုဘက်က far post မှာရှိတဲ့ကစားမခေါင်းတိုက်ချပြီးအချိန်မှာနောက်ခံလူ D Cooper ဆိုတဲ့ကစားမကသွင်းသွားအဲ့ကောင်ကဒါ Matt Wilsler ဆိုတဲ့ကစားမခေါင်းတိုက်ချပြီးအချိန်မှာဒါတကယ်ကိုနီးနီးအနီးကတိုက်ပြီးတော့ Brighton က2-1ဖြစ်သွားတယ် ိုက်ကန်ဒမစင်ဘရိုက်တန်ကနောက်ဆုံးအဆုံးသတ်မှာဒန်နီဝက်ဘတ်ကဒါဒီဂရူဂရူတာရဲ့ဖန်တီးမှုကနေနောက်ထပ်တစ်ခုသွင်းပြီးတော့ဘရိုက်တန်က၃ဂိုးတစ်ခုနဲ့နိုင်သွားတယ်ဘရိုက်တန်ကချယ်ဆီကိုအမြဲတမ်းဒုက္ခပေးသူသူတို့ကအသင်းကြီးတွေပေါ့လေဒီနေ့ရသေးမှာထော့တန်ကိုတေကြတယ်မန်ချက်စတာစီးတီးကိုနိုင်တယ်အခုဒီချယ်ဆီကိုနိုင်တယ်ဆိုတော့ဘရိုက်တန်ကိုလုံးဝ short လို့မြန်စပါတာမှာသူတို့ကန်ဆိုလို့သူနယ်လာဖြစ်ပြီးတော့မှသူတို့ game management အားနေလို့ဒါဒီနေ့ပွဲမှာ Chelsea နဲ့ပတ်သက်လို့ရှိရင် ရှိရှိလေးပဲအာစာဗယ်လည်းဘာလို့မတယောက်ရော့သွားတဲ့အချိန်မှာဘယ်ဂိမ်းဆိုအဲ့လောက်မလွယ်ကူတော့ဘူးနောက်တစ်ခုကချယ်ဆီကိုယ်တိုင်က defensive ရန် strong ဖြစ်တဲ့အသင်းပေါ့အဲ့ဒီနေရာမှာအာစဲလို defense မျိုးဆို maybe အိမ်ကွင်းဆိုရင်သူတို့အနိုင်မဟုတ်ရင်တော့မရှုံးဘူးဗျတေးလောက်တော့ရတယ်ဒါပေမဲ့လည်းချယ်ဆီကိုယ်တိုင်ကပြလိုက်တဲ့ဂိုးတွေကအဲ့ခေါင်းတိုက်ပေါ်တွေခေါင်းတိုက်ပေါ်တွေအဲ့ set piece ကိုသူတို့ဒီမလုံးနိုင်ဘူးနောက်ပတ်နောက်ကန်ကလည်းဗျာဟာတူတို့ဘာလို့လဲ struggle ဖြစ်တယ်နောက်ပိုင်း body ashiro ဝင်လာတယ်ဘာမှအဲ့လောက် strong ဖြစ်ဘူးနောက်ဆုံးအဆုံးသက်မှာ ရိုက်တာဟာချက်စီကိုအမြဲတမ်းသူတို့ဒုက္ခပေးတဲ့အစဉ်လာအတိုင်းပဲဒီနေ့ပွဲမှာဒါ3-1နဲ့နိုင်သွားတယ်ချက်စီနည်းပြအန်ဆိုမာစတာတို့တော့အတိုင်းတာတစ်ခုတော့ pressure ပြ။ဘာကြောင့်လဲဆိုတော့သူတို့ Bravo ကိုတည်ကြတဲ့ပွဲကတွေကပေးတဲ့တရားတိတ်သဘောမကျဘူး။အဲ့မှာ Bayern Munich ကိုရှုံးတယ်။ရှုံးပြီးတဲ့အချိန်မှာအခု Manchester United ကိုတယောက်ထုတ်ခံပြီးထက်ရှုံးတယ်။ရှုံးပြီးတဲ့အချိန်မှာအခုဒီနေ့ပွဲမှာလည်းတယောက်ထက်ခုထက်ထုတ်ခံရတယ်။ဆိုတော့ နှစ်ပွဲဆက်တိုက်ရဲ့အနီးပြတယ်အဓိက discipline ပိုင်းအားနည်းတယ်ပဲပြောမှာ Robert Sanchez တုန်းကဆိုလေတကယ်တော့ तू မထွက်ခဲ့လို့ရှင်အဲ့တော့ဒီမဆိုးသွားခဲ့ဘူး။နောက် Chalobah လည်းဒီတိုင်းပဲ။အခုဆိုရင် Chelsea က2ယောက်2ပွဲမှာ2ယောက်ထုတ်ခံရပြီးတော့2ပွဲဆက်ရှုံးနေ။ Brighton ကတော့အသင်းကြီးတွေကြီးပဲရွေးဖြုတ်နေတာနော်။အသင်းကြီးတွေရောက်ရောက်ရွေးဖြုတ်နေတယ်။ဆိုတော့တောက်လျှောက်ဂိုးပေါက်ပြောင်းနေတဲ့ Danny Webber က Chelsea နဲ့ပွဲမှာအနိုင်ကို2ကိုတွင်းခဲ့ပြီးတော့နီးပြရဲ့လူစားလဲမှန်ကန်မှုနဲ့အတူ Brighton ကအဝေးကွင်းမှာနောက်ကလိုက်ကစားပေမဲ့တယောက်ရိုးတဲ့ Chelsea နဲ့ Anzo Martial အသင်းကို3ဂိုးတကိုးနဲ့နိုင်ပြီးတော့သူတို့ကအခုလက်ရှိမှာ ပွဲကြီးတွေကိုဇတ်တိုက်ရလက်ပေါ်နေဒါပွဲကြီးတွေကိုဇတ်တိုက်ရလက်ကောင်းကိုပိုင်ဆိုင်ထားတယ် Man City ကိုအနိုင် Chelsea ကိုအနိုင်ဒါစပါကိုတေးချပြီးတော့သူတို့လည်းသူတို့ struggle ဖြစ်နေတဲ့ຢာတီကိုအနိုင်ပွဲနဲ့အဆုံးသတ်ပြီးတော့ Anzo Mariska ကတော့ back to back ပြိုင်ပွဲဆုံးမှာ၃ပွဲဆက်တိုက် သုံးပွဲဆက်တဲ့တော့ဂျားထဲမှာသူတို့ Linkin City တပွဲရှိတယ်ဆိုတော့ Premier League မှာတော့နှစ်ပွဲဆက်တိုက်ရှုံးနေကြတာပါအားလုံးကျေးဇူးတင်ပါတယ်